မင်္ဂလာပါရှင် trailline diary ကကြိုဆိုလိုက်ပါတယ်အင်ပူလုပ်ငန်းအကြောင်းတစ်စီတစ်ဆောင်အပိုင်းနှစ်ကျွန်မကမနေ့ကပြောခဲ့တဲ့အင်ပူသည် export လုပ်ငန်းရဲ့ပြောင်းပြန်ဆိုတာလေးကိုပေါ့နော်အဲ့အကြောင်းအရာကိုဆက်ရရင် export သည်မြေပြင်အခြေအနေစာရွက်စာတမ်းအင်ပူသည်လည်းမြေပြင်အခြေအနေစာရွက်စာတမ်းဆိုပေမဲ့ Facebook ကနံပါတ်1ရောင်းမဲ့ပစ္စည်းရှာ နံပါတ်2စာရစာရန်လုပ်နံပါတ်3ပို့လုပ်ငန်းစဉ်ကတအံ့ကြပါပဲအင်ပို့ကကြတော့ဝယ်မဲ့ပစ္စည်းတွေ့ရင်တော့ဝယ်ပြီးသွင်းလာဖို့စာရွက်စာတမ်းလုံးလို့ရပါမလားဆိုပြီးအရင်စုံစမ်းရသေးတယ်။စာရွက်စာတမ်းလုံးအခွန်ဆောင်တာရဲ့နောက်မှာ input license ချပေးလားဆိုတာကို အရင်ပြန်မေးရမယ်။ အင်ပို့လိုက်စင်ခြာပြီးမပြေကနောက်ရှင်တို့မှာအင်ပို့လိုက်စင်တင်တဲ့အဆင့်ထိရောက်နိုင်မှုက Expo Annie credit ရှိရလားဆိုတာကို အရင်ပြန်မေးရမယ် Expo Annie credit ရဖို့ဆိုတာကလေအပြင်မှာဝယ်လို့ရနိုင်လားအရင်စုံစမ်းပြီးမှဝယ်မရရင် Expo Annie credit ရဖို့ဘာလုပ်ရမလဲဆိုတာကို အရင်မေးရမယ် ဝယ်မရရင်ဘာလုပ်ရမလဲဆိုတော့ export အရင်လုပ်ရမယ်အဲ့တော့နောက်ဆုံးမှာဒီ export ဘူတာကိုပဲပြန်သွားသွားစိုက်တယ်ဒါကြောင့်ကိုရိုင်းအစကနေဆုံး import လုပ်မယ်ဆိုရင်မူဝါဒအရအရန်ရှုပ်ထွေးပါတယ်ဒါကလုပ်ငန်းစဉ်တွေကိုဗဟုသုတအနေနဲ့ပြောပြတာပါဒီလုပ်ငန်းစဉ်တွေအကုန်လုံးကိုသူ့ဟာနေသူ ဖြည့်ရှင်းဖို့က သူ့နီးလန့်နေသူအကုန်ချိတ်ဆက်လို့ရပါတယ်အင်ဖို့သမားလေးတွေအားမလျှော့ကြပါနဲ့နော်နောက်ဗီဒီယိုတွေမှာတော့ကျမရဲ့ Exporter ဘွားခီးစဖြစ်ခဲ့တဲ့ပုံလေးတွေကိုစတင်မျှဝေပေးလိုက်ပါမယ်ရှင်ကျမရဲ့လုပ်ငန်းအတွေ့အကြုံတွေလန်ခီးအတွေ့အကြုံတွေကနေတဆင့် ဆောင်ရယ်ရှောင်းရယ်လေးတွေကိုအားလုံးသိရတာပေါ့နော်။ကဲကျမပြပြပေးလိုက်တဲ့အကြောင်းအရာလေးတွေကတင်တို့အတွက်တစုံတရာအကျိုးပြုမယ်ဆိုရင်တော့ကျမရဲ့ဗီဒီယိုလေးကိုအခြားသူများလည်းဗဟုသုတရအောင်ကြည့်နိုင်မှုအတွက်ကို အသေးလေးတွေပေးပြီး share သွားပေးဖို့တောင်းဆိုပါရစေ။ရှောက်ထွေးတဲ့လုပ်ငန်းမိုက်ဆိုင်ရာလေးတွေကိုတော့ YouTube channel လေးမှာပြပြပေးသွားမှာမို့ကျမရဲ့ Trade Line Diary YouTube channel လေးကို subscribe လုပ်သွားပေးဖို့မမေ့ပါနဲ့နော်။ YouTube link လေးကိုတော့ bio လေးမှာချပေးထားပါတယ်ရှင်။ကြည့်ရှုပေးကြတဲ့သူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။